အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံကအရှုတ်တော်ပုံဖြည့်ရှင်းဖို့အတွက်ပြည်နယ်၄ခုက CDM နိုင်ငံဝန်ထမ်းအဖွဲ့အစည်းတွေကဒီဇင်ဘာလ17ရက်နေ့မှာတိုက်တွန်းလိုက်ပါတယ်။ကချင်ပြည်နယ် CDM နိုင်ငံဝန်ထမ်းများကောင်စီ KFCCFC KNY ပြည်နိုင်ငံဝန်ထမ်း CDM Committee KCDM စကိုင်းဖက်ဒရယ် unit CDM နိုင်ငံဝန်ထမ်းများကောင်စီ CCSC SFU မွန်ပြည်နယ် CDM နိုင်ငံဝန်ထမ်းများကောင်စီ CCSC မွန်တို့က ိုးတွဲထုတ်ပြန်တောင်းဆိုလိုက်တာပါ NUG ဝန်ကြီးချုပ်ယုံတွင်ကငွေကြီးအရှုပ်တွေယုံတွင်ဖိနှိပ်မှုတွေနဲ့အာဏာလွဲသုံးစားမှုတွေကိုတိုက်ကြားခဲ့တဲ့ဝန်ကြီးချုပ်ယုံဝန်ထမ်းဟောင်း၁၂ယောက်မှာ CDM နိုင်ငံဝန်ထမ်း၅ယောက်ဟာနိုင်ငံရေးအကြံသားဟောင်း၁ယောက် NLD ပါတီဝင်2ယောက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ4ယောက်ပါဝင်ခဲ့ပါတယ်။တိုင်ကြားခံရသူအများအပြားဝင်မကြည်ပြနဲ့ခင်ပွန်းတို့ကသူတို့ကိုတိုင်ကြားသူတွေကိုပြန်လည်တိုင်ကြားခဲ့ပြီးနိနာသူတွေဖွင့်လှစ်ထားတဲ့ Facebook page ကိုဆက်အသုံးမပြုဖို့တားမြစ်ခံခဲ့ရပါတယ်။ အခုလိုအာနာလက်ဝဲပိုင်ဆိုင်ထားသူတွေကြအချင်းချင်းအပြက်လက်အကောက်ွယ်ပေးတာမလျော်ဩဇာသုံးပြီးနှစ်နာသူတွေအပေါ်ဖိနှိပ်တာနဲ့ပြည်သူနဲ့အဆက်အသွယ်ဖြတ်တောက်တာတွေဆောင်ရွက်လာတဲ့အတွက်ဒေသအခြေပြု CDM နိုင်ငံဝန်ထမ်းအဖွဲ့အစည်းတွေအနေနဲ့ဒီမှုနဲ့ပတ်သက်နေတဲ့ CDM ဝန်ထမ်းတွေအတွက်အထူးစိုးရိမ်နေလို့ထုတ်ပြန်ချက်မှာပါရှိပါတယ်ရှင်